င်ကွာ92ခုနှစ်အော်တိုဝါလာ9ရက်နေ့မှာဆိုဗီယက်ယူနီယံကကလီနင်ဂရတ်မြို့ယခုခေတ်စိန့်ပီတာစဘတ်မြို့မှာတာမန်မီတာစုကနေပြီးတော့ဝေဖွာလာတဲ့တူရှိပါတယ်။သူကတော့ရုရှားနိုင်ငံရဲ့ဩဇာကြီးဆုံးကောင်းဆောင်တူဖြစ်လာမယ်။ဗလာဒီမာဗလာဒီမီယိုပစ်ပူတင်ပဲဖြစ်ပါတယ်။ငယ်စဉ်ကလေးကပူတင်ဟာဂျူရိုနဲ့ဇန်ဘိုလိုကိုခံပညာတွေကိုလေ့လာခဲ့ပြီးတော့စိတ်သက်သာခံသူတူဖြစ်နေကြည်ပြင်းလာခဲ့ပါတယ်။1995ခုနှစ်မှာလီနင်ဂရတ်ပြည်နယ် တက္ကသိုလ်ကနေပြီးတော့ဥပဒေဘွဲကိုရရှိခဲ့ပြီးတဲ့နောက်မှာသူ့ဘဝရဲ့ရည်ကြီးဆုံးကဏ္ဍတစ်ခုကိုဝင်ရောက်ခဲ့ပါတယ်။ KGB လို့ခေါ်တဲ့ဆိုဗီယက်ယူနီယံရဲ့လေးဝက်ထောက်လှမ်းရေးအဖွဲ့မှာနိုင်ငံညာရေးရရှိဖြစ်15နှစ်ကြာမှုထမ်းခဲ့ပါတယ်။1985ခုနှစ်ကနေပြီးတော့1990အပြည့်နှစ်အထိရှေ့ဂျာမနီနိုင်ငံထရစ်စတန်မြို့မှာတာဝန်ထမ်းဆောင်ခဲ့ပြီးတော့ဒုတိယဗိုလ်မှူးကြီးအနေနဲ့1990ခုနှစ်မှာညင်စာယူခဲ့ပါတယ်။ထိုချင်းအပြည့်ဝဖွဲ့စည်းမှလုပ်ခဲ့တဲ့အတွေ့အကြုံတွေဟာသူ့ရဲ့နိုင်ငံရေးခံယူခြင်းနဲ့ style ကိုပုံဖော်ပေးခဲ့ပါတယ်။1990ပြည်လွန်နှစ်များမှာဆိုဗီယက်ယူနီယံပြုခွဲပြီးတဲ့နောက်ပူတင်ဟန်သူ့ရဲ့ဇာတိစိန့်ပီတာစဘတ်မြို့ကိုပြန်လာခဲ့ပြီးတော့နိုင်ငံရေးနယ်ပယ်တွေကိုဝင်ရောက်ခဲ့ပါတယ်။သူကမျိုးရုံဖြစ်လာမဲ့ Natalie Sopcher ရဲ့အကြံပေးအဖြစ်ဆက်တင်လုပ်ငန်းခဲ့ပြီးတဲ့နောက်မှာ မျိုးရုံဝင်ပထမတန်းလက်ထောက်အကြီးအကဲဖြစ်တဲ့တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။အခုက96ခုနှစ်မှာတော့မော်စကိုမြို့ကိုပြောင်းရွှေ့ခဲ့ပြီးတော့သမရဘော်ရီရက်ဆန်ရဲ့အချုပ်ရေးအဖွဲ့တွေကိုဝင်ရောက်ခဲ့ပါတယ်။ အစင်းစင်တာဝန်များထမ်းဆောင်ရာနေပြီးတော့1998ခုနှစ်မှာ KGB ရဲ့ပြည်တွင်းစက္ကန့်သူဖြစ်တဲ့ Federal လုံခြုံရေးဝန်ဆောင်မှုရဲ့ညွှန်ကြားရေးမှူးဖြစ်အခန့်အချင်းခံခဲ့ရပါတယ်။ရှိဝဲရရှိဘွားကနေပြီးတော့နိုင်ငံတော်အုပ်ချုပ်ရေးရန်ရရဲ့ချက်ချနေရတွေကိုချိန်တိုရင်းမှာပူတင်ရရောက်ရှိလာခဲ့ပါတယ်။1999ခုနှစ်ဩဂုတ်လမှာတော့ရုရှားနိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ်ချက်ခံခဲ့ရပါတယ် battered government is virtually unknown to the public ထောင်ကူအကူစကူကိုနဲ့ဒီဇင်ဘာလ31ရက်နေ့မှာသမရရဲ့ဆန်ရုတ်တရက်ယာရူကနေပြီးတော့နှုတ်ထွက်သွားခဲ့တာကြောင့်မလို့ဝင်းကျုပ်ဘူတင်ဟာယာယီသမရအဖြစ်ရုတ်တရက်ပဲတာဝန်ယူခဲ့ရပါတယ်လာနေငယ်ကြာ2000ပြည့်နှစ်မှာကျင်းပခဲ့တဲ့ယူကော့ဝဲမှာမဲအများစုနဲ့ Russia Federation ရဲ့ဒုတိယမြောက်သမရအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်ဘူတင်သမရဖြစ်လာပြီးတဲ့နောက်မှာပရမအုပ်ဆုံးလုဆောင်ခဲ့ရတာကတော့ ြုတ်ကွဲနေတဲ့နိုင်ငံတော်ကိုပြန်လည်စူးစီးပြီးတော့ခိုင်မာတဲ့ဘ ਹੁ ဆိုရကိုတိစောက်ဖို့ပဲဖြစ်ပါတယ်။ပြည်နယ်အုပ်ချုပ်ရေးမှုတွေရဲ့အာဏာကိုရှင်းချပြီးတော့စီးပွားရေးသမားကြီးတွေကိုပူတင်ရချုပ်ကန့်ခဲ့ပါတယ်။၂၀၀၄ခုနှစ်မှာတော့ဒုတိယကြိမ်သမရအဖြစ်ထပ်မံရွေးချယ်ခံခဲ့ရပြီးတော့ရုရှားကိုကမ္ဘာအင်အားကြီးနိုင်ငံအဖြစ်ပြန်လည်ရောက်ရှိရေးကိုဥတည်လှုပ်ဆောင်ခဲ့ပါတယ်။ရုရှားဖွဲ့စည်းပုံခြေခံဥပဒေအရသမရတက်တန်း၂၀သက်တာဇက်တိုက်ထမ်းဆောင်ဝင်ရှိတာကြောင့်မလို့၂၀၀၈ခုနှစ်မှာတော့ ဒီမီထရီမက်ပဒက်ကိုသမရနေရာပေးပြီးတော့တူကရန်ကဝင်ကျုပ်နေရာကိုပြန်ပြီးတော့ယူခဲ့ပါတယ်။ဒီလိုမျိုးအနာပြောင်းလဲကိုခေါင်းဆောင်မှုလဲကွက်အဖြစ်နိုင်ငံတကာအရှုမြင်ခဲ့ကြပါတယ်။၂၀၁ခုနှစ်မှာသမရတန်ကို၆နှစ်အထိတိုးမြင့်ခဲ့ပြီးတဲ့နောက်မှာတော့တတိယအကြိမ်သမရအဖြစ်ပြန်လည်ရွေးချယ်ခံခဲ့ရပြီးတော့၂၀၁၈ခုနှစ်မှာဆုလုပ်ရအကြိမ်၂၀၂၄ခုနှစ်မှာပြည်စမအကြိမ်အဖြစ်ဆက်လက်အနိုင်ရခဲ့တာကြောင့်မို့လို့ဘူတင်ဟာယခုချိန်ထိရုရှားရဲ့အကြီးအကဲခေါင်းဆောင်အဖြစ်တည်ရှိနေပါတယ်။ ပူတင်ရဲ့ခေါင်းဆောင်မှုအောက်မှာရုရှားဟာစီးပွားရေးတိုးတက်မှုစီးရင်ရာကြီးမားမှုနဲ့နိုင်ငံတကာရိတ်ခင်းနေမှာတိုက်ရိုက်ပါဝင်မှုတွေကြောင့်မလို့ကမ္ဘာနိုင်ငံရေးမှာအခုထိရေးပါသူတူဖြစ်ဆက်လက်ရည်တည်လျက်ရှိပါတယ်။ရှိဝတ်ထောင်လန်းရေးရရှိဘွားကနေပြီးတော့ကမ္ဘာအင်အားကြီးနိုင်ငံတနိုင်ငံရဲ့အာဏာရှိဆုံးခေါင်းဆောင်နေရာကိုရောက်ရှိလာခဲ့တဲ့သူရုရှားနိုင်ငံရဲ့သမိုင်းကိုကိုရိုင်းရေးသားနေသူတူဖြစ်တဲ့ဗလာဒီမာပူတင်ရဲ့ဆုံးဖြတ်ချက်တွေကတော့ ကဘာကြီးရဲ့အနာဂတ်ကိုပါဆက်လက်ပြီးတော့လွှမ်းမိုးနေဦးမှာဖြစ်ပါတယ်